။ဘုနုဘူဂျုတ်ကြီးနေဝင်းတို့နဲ့အနီးအကပ်ဆုံးဆက်ဆံခဲ့သောကြောင့်ဗမထိပ်သီးပုတ်ကိုဗမခေါင်းဆောင်ကြီးနှစ်ဦး၏စိတ်နေသဘောထားရုံမှကောက်ကျစ်ပုံများကလိန်ကကျစ်ကြတပ်ပုံများကိုအသေးစိတ်ရှင်းပြထားပါသည်။ဗမစစ်ဘိုလ်တွေကဘာကြောင့်အာနာမတ်ကြသလဲဆိုတော့လောကမှာချမ်းသာတဲ့သူကငွေကြီးချမ်းသာရုံပဲ။သူမှာအာနာမရှိဘူး။စစ်ဘိုလ်ချုပ်ကြီးတွေက အာနာနဲ့လှုပ်ချင်တာလှုပ်လို့ရတယ်လေ။ လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲဆွေးနွေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်เนาะဦးနုနဲ့ဦးနေဝင်းတို့လို့တမျာဘူကျုပ်ကြီးနေဝင်းသည် တိုင်းပြည်ကြောက်ထဲကြဖို့လက်နှလုံးအလိုရင်းကဲတင်လိုက်သည်ဟုဆိုခဲ့သည်နိုင်ငံညာကျွေးမီဒေါ်လာတန်းပေါင်းထောင်ပေါင်းများစွာအကျွေးတင်ရအောင်ပြည်သူအတွက်တိုင်းပြည်အတွက်ဘာရင်းများလုတ်ခဲ့ပေးသည်နီသူတို့၏မိသားစုတွေဇွေးစင်မျိုးဆက်စားလို့မကုန်တောက်လို့မကုန်အောင် ။အန်စင်ရင်ထဲမှာတိုးဝက်ပြီးစူဆောင်းထားတာသာရှိသည်။ဒီသူလူတို့သည် စားရတော့မဝရေးစားဝိရတော့မောင်ခိုးဝင်လာတော့အဝတ်တွေဈေးကြီးကြီးပေးပြီးဝိရသည်။နေတော့တဲစုပ်ဝိရတော့အလုတ်လက်မဲဝိမရတော့ဂူလီထန်းဝိရတော့အောက်တန်းစည်ရာဒူးလေးရဖို့လေးပါမှာခြေချင်းထအောင်သွားပြီးအလုတ်လျှောက်ရသည်။မန်နေဂျာရာဒူးဦးစီးမှုရာဒူးအင်ဂျင်နီယာချုပ်ရာဒူးတွေက VIP သားသမီးတွေအတွက်ပဲဖြစ်သည်။ဒီသူလူတို့ကို ကမ်ပူချာနိုင်ငံမှခမာနီအစိုးရတွေဒုက္ခပေးပုံနဲ့အတူတူပင်ခမာနီတွေကလူမြင်မကောင်းအောင်တပ်ဖြတ်ကြသည်မူးနေဝင်းကပြည်သူလူထုရဲ့အနာဂတ်ရဲ့ခေါင်းဆောင်လူငယ်တို့ကိုပညာရှင်နီးဖက်စစ်ဂျပန်နီးနဲ့ဘဝမှာမျောလင့်ချက်ကင်းမဲ့စေပြီးတဖြည်းဖြည်းညှဉ်းပန်းမြေတက်သည်မူးနေဝင်းဤမင်းသားကောင်ဆောင်းထားသောဘလူးယုံမှာဇေဗန်ဇူလိုင်အေးခင်1962ဦးတန်အေးခင်1984အလုတ်သမားအေးခင်1986 1953တွင်မှဘလူးဆွဲထုတ်ပြခဲ့တော်လဲနိုင်ငံတကာမှ သူ့ကိုရှော့တွက်ခဲ့ကြသည်ရှစ်လေးလုံးအရေးခင်းတွင်ဥနေဝင်းနှင့်လက်မညွတ်လူသက်သမားဦးစိန်လွင်တို့ပေါင်းကာကျောင်းသူကျောင်းသားယဟန်တန်းကပြည်သူလူထုကို လူမဆွမ်းစားတတ်ဖြတ်သောအခါကဘာကဥနေဝင်းသည်မင်းသားရောင်ဆောင်ထားသောဘလူးဖြစ်သည်ဟုပြက်ပြက်သားသားသိကြလေတော့သည်ဥနေဝင်း၏ယာရုစွန်ချိန်နောက်ဆုံးပြောသွားတဲ့စကားလေးသည် လူမိုက်သားရန်ငါဆိုသောစကားပုံးနဲ့ညီသည်ငါတို့တက်မတော်ဟာဘယ်တော့မှမိုးပေါ်ထောင်မပြစ်ဘူးကွမင်းတို့ကိုတဲ့တဲ့ပြစ်မယ်ဟူပြည်သူလူထုကိုဂျင်းဝါပြီးရာထူးစွန့်သွားခဲ့သည်ဝင်ကြီးချုပ်ဦးနုကတော့ပါလီမန်ဒီမိုကရေစီခေတ်ကာလရွေးကောက်ပွဲတိုင်းတွင်မိဘပြည်သူတို့၏မြေတားကိုခံယူပြီးအောင်ပွဲဆင်ခဲ့သည်သို့သောကလင်ကကျဉ်ညံတော်များသည်1960ရွေးကောက်ပွဲတွင်ပြည်သူလူထုသည်ကွန်မြူနစ်များကိုစိတ်ဝင်စားမှုလုံးဝမရှိသောကြောင့် ပမညတာပါတီမှအမတ်နေရာလုံးဝမရခဲ့ပြီ။ဦးနုသည်ပြည်သူလူထုအချစ်တော်ဖြစ်သည့်ထိုအချင်းကဗမာပြည်သူလူထုအများစု80ရာခိုင်နှုန်းကျော်သည့်ဦးနုကိုသာတိကြသည်။တခင်တင်တို့ကိုမတိကြပေ။အတိုက်ခံတီမြဲဖဆပလာခေါင်းဆောင်ဦးကျော်ငိန်းဦးပါဆွေတို့ကိုကောင်းစွာမတိကြပေ။ထိုမြလောက်နိုင်ငံရေးဗဟုသုတခေါင်းမသူတွေကိုမဲထဲခိုင်းမာကဦးနုပါတီကိုသာမဲထဲကြမည်ဖြစ်ပါသည်။ သို့သောဥနုကတောကပွားပြီးကျွန်တော်အာနာရပါကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာပြုလုပ်ပေးမည်ဟုဂတိပေးပြီးမဲဆွယ်ခဲ့သည်တဖက်တွင်1956ကတည်းကရှမ်းတို့ကဗက်ရမူတောင်းရကချင်တို့ကအားဖြည့်ခဲ့ကြသည်ရှမ်းတို့ကိုတော်လန်ကြဖို့ KMD ကလက်နက်ထောက်ပံ့ပေးသည် ထိုချိန်1959တွင် KMD တပ်များသည့်ဂျိုင်းနှုံတွင်အင်အားကြီးမားစွာရှိနေကြသည်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းလိုက်သောအခါအ ဗမာတို့ဤထုံးစံအတိုင်းအထက်ကနဲနဲလုတ်ရင်အောက်ခြေကကဲကဲလုတ်ကြသည်ဥနုကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းထားခြင်းသည်1948ခုနှစ်ဖွယ်စည်းပုံကိုထပ်မံဖြစ်ဆွတ်ခြင်းမြတာဖြစ်ပြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဥဆောင်ပြီးရေးခဲ့သော1948ဥပဒေတွင်ဘာသာရေးနှင့်နိုင်ငံရေးကိုစီးချထားသည်ထို့ကြောင့်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းလိုက်တော်လဲဗုဒ္ဓဘာသာဝင်များအတွက်မြည်သည့်အခွင့်ရေးမှပို၍ရနိုင်စရာအကြောင်းမရှိပေ။ နောက်တစ်ချက်ကပါလီမန်ဒီမိုကရေစီစနစ်တွင်လွတ်လပ်စွာကိုယ်ွယ်ယုံကြည်ခွင့်ရှိသည်ဘာသာရေးကိုအကြောင်းပြပြီးမြည်သည့်အခွင့်အရေးများတောင်းဆိုခွင့်မရှိပေအခြားဘာသာဝင်များအတွက်ဘာမှထိခိုက်နစ်နာမှုလည်းမရှိပေသို့သောဗုဒ္ဓဘာသာဝင်အရာရှိများယာဒူးဝန်များကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းလိုက်ပြီးဖြစ်သောကြောင့်ဘာသာကြားများကိုယာဒူးမှစတင်ဖယ်ရှားတော်သည်အသက်ကြီးပါကအငိမ့်စားပေးခြင်းအရေးမပါသောဌာနများသို့ပြောင်းရွှေ့ခြင်းများပြုလုပ်ပြီး တက်မတော်အရာရှိကြီးများမှစာပြီးစရေးအစင်ထိမိမိတို့နှင့်ဇွေမျိုးတော်ဆက်သူမကင်းရမကင်းညောင်းများကိုယာဒူးပေးခဲ့သည်တမတော်အတွင်းကာပြားများကိုဥနေဝင်းဗိုလ်ချုပ်ကြီးနေဝင်းသည် အခါခွင့်တင့်တယ်လို့ဖယ်ရှားခဲ့သည်ယခုအခါဝင်းကြီးချုပ်ဥနူ၏အမိန့်ဖြင့်ဘာသာကြားများကိုတရားဝင်ဖယ်ရှားခွင့်ရနေကြသည်အမှန်တော့ဝင်းကြီးချုပ်ဥနူသည်ဗိုလ်ချုပ်ကြီးနေဝင်းလို့ပညာမဲမဟုတ်သောကြောင့်ဤအတိုင်းတာထိသဘောသာသေးသိမ့်သူမဟုတ်ပေ ဗုဒ္ဓဘာသာဝင်ဖြစ်သောကြောင့်ဗုဒ္ဓဘာသာကိုဥထိပ်ထားသည်မှန်တော်လဲခေပညာတတ်ဖြစ်သောကြောင့်အခြားဘာသာဝင်များအကြောင်းအသေးစိတ်နားလည်သဘောပေါက်ထားသူဖြစ်ရာဘာသာရေးခွဲခြားမှုနှိမ်ချမှု ပြုလို့ဆရာအကြောင်းမရှိပေရှင်းအောင်စင်ငင်မှုမရှိပဲလောက်ခဲ့သောလောက်ရက်ကိုအမျိုးသားရေးအစွန်းရဝန်တာနုများကပုံကြီးချေကြခြင်းဖြစ်သည်ကချင်စစ်ဘိုလ်ကြီးများကိုအငိမ့်စားပေးခြင်းသို့မဟုတ်အခြားဌာနသို့ပြောင်းရွှေ့ခြင်းကချင်ဝန်ထမ်းများနေရာတွင်ဗမာဝန်ထမ်းများခန့်အပ်ခြင်းနှင့် ကချင်ចောင်းဆရာများနေရာတွင်မမចောင်းဆရာများကိုခန့်အပ်ခြင်းပြုလုပ်သောကြောင့်ကချင်တို့ကမကျင်းတတ်ကြပေထိုမကျင်းတတ်ချက် အားလုံးကိုစူပေါင်း၍1962ခုနှစ်တွင်ကချင်တို့ဤလက်နက်ကင်တော်လန်ကြီးစတင်ပေါ်ပေါက်ခဲ့သည်မှတ်ချက်ဇာရေးသူသည်ယခုအခန်းကို ရေးသားရာတွင်မမသတင်းစာဆရာကြီးဂျေးမုံဦးတောင်နှင့်တွေ့ဆုံပြီးအကူအညီများစွာတောင်းခဲ့ပါသည်ဦးတောင်က1948မှစပြီးဗမာပြည်မှထွက်ပြေးသောကာလအထိဦးနု ူချုပ်ကြီးနေဝင်းတို့နဲ့အနီးကပ်ဆုံးဆက်ဆံခဲ့သောကြောင့်ဗမထိပ်သီးပုတ်ကိုဗမခေါင်းဆောင်ကြီးနှစ်ဦး၏စိတ်နေသဘောထားရုံမှကောက်ကျစ်ပုံများကလိန်ကကျစ်ကြတတ်ပုံများကိုအသေးစိတ်ရှင်းပြထားပါသည်ကျွန်တော်မှတ်မိသမျှပြန်ရေးသားထားခြင်းဖြစ်သည်ဦးတောင်ဤစာအုပ်ဖြစ်သော Army Accumulation of Economic Power in Burma 1950 1990စာအုပ်ကိုလည်းအကူအကပြုပါသည် ထိုစာအုပ်သည် အမေရိကန်နိုင်ငံနှင့်ဥရောပနိုင်ငံများတွင်လွန်စွာရောင်းကောင်းခဲ့သောစာအုပ်ဖြစ်ခဲ့သည်။ချမ်းသဘုံနှင့်ကချင်းသဘုံတို့၏ဘုံကံမှုအားကောင်းလာသောအခါရခိုင်သဘုံများကလည်းထပ်ပြီးဘုံကံလာကြတော်သည်။ထိုအခါကရင်သဘုံများ၊ကရင်နီသဘုံများ၊ချင်းသဘုံများနှင့်မွန်သဘုံများလည်းဘုံကံလာကြသည်။ဘုံကံမှုများငြိမ့်သက်သွားသောအခါတိုင်းတွင်ဥနုကဖြစ်စီဘူဂျုတ်ကြီးနေဝင်းကဖြစ်စီပြတနာမရှိပြတနာရှာပြီးစူညံပူညံဖြစ်စေခဲ့သည်ဟုဆိုရမလို့ဖြစ်နေသည် တမတော်ကာကွယ်ရေးအင်စတီကျူတမတော်ကာကွယ်ရေးအင်စတီကျူကို1950ခုနှစ်တွင်တည်ထောင်ပြီးရန်ကုန်မြို့တွင်ဝင်းကြီးချုပ်ဦးနူ၏အကူအညီဖြင့်အထွေထွေစတိုးဆိုင်တစ်ခုကိုဖွင့်လှစ်ခဲ့သည်ထိုအချိန်ကနိုင်ငံသားကုမ္ပဏီကြီးများသည်တွင်ကုန်ထုတ်ကုန်လုပ်ငန်းကိုလဝက်ကြီးအုပ်ထားသောကြောင့်ဒန်ပြန်ဖြူခွင်းရဲ့ဦးနူကစီစဉ်ပေးခြင်းဖြစ်သည်စိတ်ကန်းကိုကင်းလို့ခွင့်အကောက်ခွန်ကင်းလို့ခွင့်နှင့်အခြားသောအခွန်အားလုံးကင်းလို့ခွင့်ရသောကြောင့်ဈေးပေါ်ပေါ်ဖြင့်ဖြန့်ချိနိုင်မှာက ။နောက်ချနိုင်လေပြည်သူလူထုအတွက်အကျိုးများလေဟုယူဆခဲ့သည်။အမှန်စင်စစ်ဒီဟဆိုင်ကိုဦးစီးဆောင်ရွက်သောဘုံမူကျော်အောင်ကြီးသည်ဘိုးချုပ်နေဝင်းကဲ့သို့တရုတ်ကားပြားဖြေရာဝန်တန်မှုစိတ်တရှိသူမဟုတ်။ထို့ပြင်အာနာရမတ်ကြီးမားသောစစ်အရာရှိတဦးဖြစ်သည်။တိုင်းပြည်နှင့်လူမျိုးအပေါ်ငဲ့ညာထောက်ထားစေရှိနိုင်မည်မဟုတ်ပေ။အာနာရမတ်စည်းဝါရမတ်ဤအလိုအတွက်အရာရာကိုနင်းချေစတဲ့ပြည့်မြည်တာဖြစ်သည်။ သို့သောစစ်သားများသည်ဒီရဆိုင်စတိုးတွင်ဈေးနှုန်းသက်သာစွာဖြင့်လူသမျှဝယ်ခွင့်ရနေရာပြင်ပတွင် ပေါက်စီအောက်စီလျှော်ပြီးရောင်းချကြရာစစ်သားများအတွက်အပိုးဝင်ငွေရသလိုပြည်သူလူထုအတွက်လည်းဈေးပေါ်ပေါ်ဖြင့်ပစ္စည်းမျိုးစုံကိုလိုအပ်သမျှရနေသည်ဒီရဆိုင်စတိုးသည်အကြီးအကျယ်အောင်မြင်မှုရသောကြောင့်ရန်ကုန်တမျိုးတည်းတွင်ဆိုင်ပေါင်း၁၈ဆိုင်ဖွင့်နိုင်ခဲ့သည်တမတော်ဤပညာရေးစာအုပ်ဆိုင်မှကျောင်းသင်ခန်းစာအုပ်များအခြားသောစာအုပ်မျိုးစုံနှင့်မှတ်စုစာအုပ်များ တမတော်မီသားစုအတွက်လိုအပ်သည်များကိုဦးစားပေး၍ဝယ်ယူခဲ့ကြတော့လဲနောက်ပိုင်းတွင်ဒီသူလူတို့လိုအပ်သမျှစားအုပ်စားဆောင်မျိုးစုံကိုရောင်းချပေးခဲ့သည်ထိုချိန်ကအစိုးရကို အစဉ်အမြဲဆန့်ကျင်ပုတ်ခတ်ရေးသားနေကြသောလဝဲဝါရီစာရေးဆရာများ၏ရှုမဝါမဂ္ဂဇင်းသည်လွန်စွာနာမည်ကြီးခဲ့သည်မဂ္ဂဇင်းတွင်လှပသော အမျိုးသမီးပုံလေးများရေးဆွဲဖော်ပြ၍အဖုံးကလည်းဆွဲဆောင်မှုရှိသည်ဆောင်းမားများကလည်းဥနုအစိုးရ၏အချိုးမပြေသောလောက်ရံများကို ထိထိမိမိဝေဖန်နိုင်သည်ကာတွန်းများကအစိုးရ၏တလွဲတချောလှုပ်ဆောင်မှုများကိုပြည်ပြည်ပြင်းပြင်းသရုပ်ဖော်သောကြောင့်ရောင်းအားကောင်းလာသည်ထို့ကြောင့်ဒီရဆိုင်မှဘူမူးချုပ်အောင်ကြီးကဥဆောင်ပြီးညော်ရီမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်ရှုမဝရင်ရေးသားထားသောကြောင့်နာမည်ကြီးသောစာရေးဆရာများလက်ဝဲကာတွန်းဆရာများလက်ဝဲစာရေးဆရာများကိုစာမူကပို့ပေးပြီးဝင်ရောက်ရှင်ပြိုင်ခဲ့သည်ညနာဖုံးကိုပို့၍လှအောင်ဆွဲဆောင်မှုရှိစေရန်ကြိုးစားခဲ့သည် ထို့နောက်သူသည်အပြည်ပြည်ဆိုင်ရာကုံသွယ်ရေးအဆောက်အုံကိုဖွင့်လှစ်ပြီးအရက်ဖတ်ဆောက်လုပ်ရေးလုပ်ငန်းများကိုကန်ထရိုက်ယူပြီးစစ်ဖက်အင်ဂျင်နီယာများအလုပ်ကျက်များနှင့်စက်သားများကိုအသုံးပြုပြီးဆောက်လုပ်ရေးလုပ်ငန်းများလှုပ်ဆောင်ကြသည်သမတော်အတွက်များစွာအကျိုးရှိသောလည်းတိုင်းပြည်ဗန္နာများစွာထိခိုက်နစ်နာခဲ့သည်ဒီသူဗန္နာများစွာနစ်နာပြီး1948ခုနှစ်မှ1951အတွင်းအမျိုးသားဘတ်ဂျက်စုစုပေါင်း၄၀ရာခိုင်နှုန်းကျော်ဆုံးရှုံးနစ်နာခဲ့ကြောင်းတွေ့ရသည် တမတော်အရာရှိများ၏ကိုကြိုးရှာမှုကြောင့်နိုင်ငံတော်ဗန္ဒာငွေများအလဟတ်သဆုံးရှုံးခဲ့ရသည်။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုဖာစာပါလာအဖွဲ့ကြီးနှစ်ချမ်းကွဲချိန်တက်မတော်ဤရက်တီမှု 1958ခုနှစ်တွင်ပုဂ္ဂိုလ်ရေးအညို့တေးထားမှုကြောင့်ဂုဏုနေသခင်တင်တို့ကတန်ရှင်းဖဆပါလာနေဦးကျော်ငိမ်းဦးမဆွေတို့ကတီမြဲဖဆပါလာဖြစ်နှစ်ရှမ်းကွဲသွားသည်တမတော်သည်တီမြဲဖဆပါလာဘက်မှရက်တည်နေသည်ဂုဏုသည်လက်ဝဲပါတီဖြစ်သောအမျိုးသားညီညွတ်ရေးတပ်ဦးပမာညာတာနှင့်ဦးပေါင်းလိုက်သည်ပမာညာတာပါတီသည်1956ခုနှစ်ရွေးကောက်ပွဲတွင် ထောက်ခံမဲအများဆုံးရရှိထားသောအတိုက်ခံပါတီဖြစ်ရာ အာနာယဖဆပါလာပါတီမှတချမ်းပဲပါတီဖြစ်သောတန်ရှင်းဖဆပါလာနှင့်ပူးပေါင်းလိုက်သောအခါဒီမြဲဖဆပါလာကိုအပြတ်အသတ်အနိုင်ရခဲ့ပြီးဖြစ်တော်လဲရခိုင်ပါတီနှင့်မွန်ပါတီတို့ကိုပါထပ်ပြီးပူးပေါင်းလိုက်သောအခါလွန်စွာအင်အားကြီးသွားပြီဖြစ်သည်ဘုနုသည်ရခိုင်နှင့်မွန်ကိုတီးကြပြင်းနေပေးမည်ဟုကတိပေးလိုက်သောအခါချင်းတို့ကလည်းတီးကြပြင်းနေပေးရန်တောင်းဆိုလာကြသည်ဘုနုကလက်ဝဲလက်ရအင်အားစုများတိုင်းရင်သားများကိုရနိုင်သမျှစီးယုံသောအခါ တမတော်နေဒီမြဲဖဆပလာတို့ကဥနုသည်တမတော်ကိုအစိမ့်စိမ့်အမွားမွားခွဲပြေးရန်ကြိုးစားနေသည်ဟုဆိုကြသည် ထိုအခါတန်ရှင်းဝင်ကြီးနှစ်ဦးကပြည်သူရဲဘော်များနှင့်အခြားလက်နက်ကိုင်ဖွဲ့များကိုဖိတ်ခေါ်လိုက်သည်နိုင်ငံရေးသမားများ၏အကွဲအပြဲမှတဆင့်လက်နက်ကိုင်တပ်များတစ်ဖက်နှင့်တစ်ဖက်ရန်ဆောင်လာကြသောအခါတိုင်းပြည် အခြေအနေသည်စိုးရိမ်ပွဲကောင်းသောအနေအထားဖြစ်လာသည်ပြည်သူလူထုသည်စိုးရိမ်ထိတ်လန့်စွာဖြင့်အခြေအနေကိုစောင့်ကြည့်နေကြသည်မော်စကိုကလည်းဝေဖန်တော့သည် ဥနူဤလောက်ရက်သည်ဒိုင်းမြေကိုအစိမ့်စိမ့်မွားမွားဖြစ်စေသောလောက်ရက်ဖြစ်သည်လွန်စွာအန္တရာယ်များသောလောက်ရက်ဖြစ်သည်ဟုဝေဖန်ပြီးဘိုးချုပ်များဘက်ကမှန်သည်ဟုသူတို့အမြင်ကိုသူတို့ထောက်ခံကြသည်ဥနူသည်အနောက်အုပ်စုဤထောက်ခံမှုရထားသောကြောင့်မော်စကို၏အပြစ်တင်မှုကိုအရေးမဆိုင်ပေဥနူကအမိန်ထုတ်လိုက်သည်စစ်ဝင်နှန်းတပ်ကိုအမည်ပြောင်းထားသောပြူစောတီတပ်ကိုနှစ်ပိုင်းခွဲပြီးရှေတန်းရောက်နေသူများဆက်၍တောင်းဝင်ထမ်းမှာနောက်တန်းနိုင်ရှိနေသူများလက်နက်များနဲ့တကွာ ရန်ကုန်မြို့သို့ချက်ချင်းပြန်လှည့်လာကြရင်အမိန်ပေးလိုက်သည်တမတော်၏အမိန်ကိုနာခံရသောပြည်ထောင်စုစစ်ရဲတပ်များကိုပြည်ထောင်၏ဝင်ကြီးအမိန်ဖြင့်ရန်ကုန်မြို့သို့ချက်ချင်းခေါ်ယူပြီးအစိုးရ၏အမိန်ဖြင့်သာလှုပ်ဆောင်ရန်ညွှန်ကြားလိုက်သည်ဦးနူဤလှုပ်ရက်သည်ရှေတန်းဒေသစစ်စင်ရေးနယ်မြေမှတမှုများ၏လှုပ်ဆောင်မှုစွမ်းအားကိုလျှော့ချလိုက်သလိုဖြစ်သွားသည်ဖြစ်စည်းရာရောက်သည်ဟုဗိုလ်ချုပ်များကဆိုကြသည်ဦးနူကလည်းပညာရေးတစ်ခုပြည့်တစ်ခုထုတ်ပြန်နေပြီးတမတော်ကိုချုပ်ကန်ရန်စူးစမ်းခဲ့သည် 1948ခုနှစ်ဖွဲ့စည်းပုံဥပဒေအရတပ်မတော်သည် အစိုးရအဖွဲ့နိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်သမ္မတ၏လက်အောက်ခံဖြစ်သည်စင်အာနာသိန်းဝင်မရှိပေအာနာယအစိုးရသည်တိုင်းပြည်တွင်စူပူမှုကိုထိန်းသိမ်းနိုင်စွမ်းမရှိပါကဖွဲ့စည်းပုံဥပဒေအရတပ်မတော်ကိုယာယီအာနာလွှဲခွင့်ရှိသည်တပ်မတော်အစိုးရသည်တနှစ်တွင်ရွေးကောက်ပွဲကျင်းပပေးပြီးရွေးကောက်ပွဲတွင်အနိုင်ရသောပါတီကို အာနာလွှဲပေးရသည်တပ်မတော်အရာရှိများသည်ဥနုဤကောင်းမှုကြောင့် တမန်တော်စီးပွားရေးလုတ်ကင်ခွင့်ရပြီးအကျိုးမြတ်များစွာရနေစဉ်အခါကသဘောကျနေကြတော့လေယခုအခါဥနုကိုကြည့်မရကြပြီဥနု၏ကောင်းမှုကြောင့်ဘိုးချုပ်ကြီးနေဝင်းသည်ဒါမန်ဘိုးအဆင့်မှာအလွန်တိုတောင်းသော အချိန်ကာလအတွင်းယာရုအဆင့်ဆင့်တိုးခဲ့ပြီးကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့သည်ဒူဝင်ကြီးယာရုလည်းရခဲ့ဘူးသည် နောက်ပိုင်းတွင်ဘိုးချုပ်ကြီးနေဝင်းအာနာယမတ်ကြီးလွန်းသည်ကိုဥနုကမကြိုက်ပေရှေ့ပိုင်းတွင်ပြဿနာများကိုဖော်ပြခဲ့ပြီးဖြစ်သည် လက်တလောပြဿနာများမှာ1955နှစ်1958ခုနှစ်တမတော်အရာရှိကြီးများကွန်ဖရင့်တွင်ဥနုသည်တမတော်အရာရှိကြီးများ၏အာဏာရမက်ကြီးပုံကိုဂျိုးစည်းဝါရှာပုံနှင့်ပြည်သူတမတော်ကိုဗိုလ်ချုပ်ကြီးများ၏ကပိုက်ဆောင်တပ်ဖြင့်အသုံးပြုထားပုံကိုပွန့်ပွင့်လင်းလင်းအပြစ်တင်ပြောဆိုရာတမတော်ခေါင်းဆောင်ကြီးဗိုလ်ချုပ်ကြီးနေဝင်း၏ကောက်ကျစ်သောလောက်ရံများကိုဗိုလ်ချုပ်များဗိုလ်မှူးများရှေ့တွင်အဆက်ခွဲသလိုဖြစ်နေသည်ဗိုလ်ချုပ်ကြီးနေဝင်းသည်ဥနုထံ1958ခုနှစ် ောက်တိုဘာလ28ရက်တွင်ဂါနယ်မောင်မောင်နှင့်ဂါနယ်အောင်ကြီးတို့ကိုဆေးလွှတ်ပြီးဘူဂျုတ်ကြီးနေဝင်ကမှားလိုက်ပြီးမှရာဒူးမှအသာတကြီးဖယ်ရှားပေးပါကငိမ့်ချန်းစွာ အာနာသိမ့်ပြီးအိမ်ဆောင်အစိုးရအိမ်ဆောင်အစိုးရ၏အများဆုံးတတ်တန်းကာလသည်6လဖြစ်သည်ဘူဂျုတ်ကြီးနေဝင်ကထိုးချင်းတွင်ရွေးကောက်ပွဲကျင်းပရန်မဖြစ်နိုင်ဟုဆိုသောကြောင့်နောက်ထပ်အချိန်တိုးပင်းရန်တောင်းဆိုရာဥနုကအခြေခံဥပဒေတွင်ထပ်တိုးပြင်ဆင်ချက်ထည့်ပြီးအချိန်6လတိုးပေးသောကြောင့်စုစုပေါင်း 15လကြောကြောအချိန်ရခဲ့သည်အစိုးရဌာန19ခုတွင်အရက်သားများကိုဖယ်ရှားပြီးတမတော်အရာရှိ134ယောက်ကနေရယူခဲ့ကြသည်တမတော်စည်းဝါးရေးလုပ်ငန်းသည်အရက်ဖတ်အစိုးရလက်ထက်ကလေးကအခွန်ကင်းလိုခွင့်ရခဲ့ရာတမတော်ကဦးစည်းချိန်တွင်ပို၍လွတ်လပ်စွာလုပ်ကိုင်နိုင်လေတော့သည်ပုဂ္ဂလိကနှင့်ကုမ္ပဏီများသည်ကြီးမားစွာအခွန်ပေးနေရချိန်တွင် တမတော်ကအခွန်မပေးရသောကြောင့်အသာစီးရနေသည်ထို့ကြောင့်ပုဂ္ဂလိကလုပ်ငန်းရှင်များကမကျင့်နှက်ကြပါဘူး DSI သည် Enterprise အသစ်များတွင်တိုးချဲ့ခဲ့သည်အထွေထွေ Trading ကုမ္ပဏီများထူထောင်ပြီးကနဦးတွင်အကျိုးဖြစ်ထွန်းမည်ဟုထင်သောကုန်ပစ္စည်းများတင်ပို့ရောင်းချနေခဲ့သည်အခွန်ကင်းလွတ်ခွင့်ရသောအချက်တစ်ခုသာလျှင်အသာစီးရလေသည် ကုန်ပစ္စည်းရောင်းဝယ်အကြောင်းကောင်းစွာနားလည်သူများမဟုတ်သောကြောင့်သိပြီးအကျိုးမဖြစ်ထွန်းလာပေ။နောက်ပိုင်းတွင် United ကြောင်မီးသွင်းနေကုန်မီးသွေးကုမ္ပဏီနှင့်ဆက်သွယ်ပြီးဗမာမီးရထားနှင့်အခြားဘွိုင်းလာအသုံးပြုသောစံစံများစီစံများလဲပတ်ရန်အတွက် ចောင်မီးသွင်းများတင်သွင်းရောင်းချခဲ့ရာအိန္ဒိယចောင်မီးသွေးတန်ချိန်3တန်းကျော်တင်သွင်းရောင်းချနိုင်ခဲ့သည်ဒီရဆိုင်သည် Blue Water ကျင်း9ပွင့်သင်းမောလိုင်းတီထောင်ပြီးအစိုးရကုန်ပစ္စည်းများကိုဂျပန်မှသဲယူရာ၌အသုံးပြုခဲ့သည်ရန်ကုန်မြို့တွင်နေ့စဉ်ဘတ်စကားစီးပြီးအလုတ်သွားနေကြသောခရီးသည်အရေအတွက်သည်3000ကျော်ရှိလျာဘတ်စကားများစွာလိုအပ်နေစေဖြစ်သည်ပုဂ္ဂလိကကုမ္ပဏီများ၏ထရက်ကားဝန်ဆောင်မှု လုပ်ငန်းကိုရှင်းပြရန်အတွက်ဒဒန်ထရက်ကားအစီရာပေါင်းများစွာတင်သွင်းခဲ့သည် နိုင်ငံတော်ဗန်နာဖြင့်တက်မတော်အတွက်တီးခြားဗန်တစ်ခုဖွင့်ခဲ့သည်ထို့နောက်ဗန်မှငွေဖြင့်ခရီးသည်တင်ကယ်ရီယာပါသော မော်တော်ဆိုင်ကယ်များစွာရာပေါင်းများစွာသုံးမိန်ကားများကိုတင်သွင်းခဲ့သည်တက်မတော်တွင်ကပတိန်အဆင့်ရာဒူးရှိပါကတက္ကစီစီးပွားရေးလုပ်ငန်းလှုပ်ဆောင်နိုင်ရန်အတွက်ဗန်မှငွေပင်ငွေရင်းများထုတ်ချေးပေးသည်ထိုချင်းငွေဖြင့်တက္ကစီများဝယ်ယူပြီးစီးပွားရေးလုပ်ငန်းလှုပ်ခွင့်ပေးခဲ့သည်တက်မတော်အရာရှိကြီးများအတွက်မိသားစုစည်းကြရန်စကူတာများ ဗန်ချင်းငွေဖြင့်ရောင်းချပေးခြင်းဖြစ်သည်အင်းဆောင်အစိုးရလက်ထက်တွင်ရန်ကုန်မြို့တွင်မှကျူးကျော်တဲများကိုဖျက်ပြီးတာကေတမြို့သည်သူဝနာမြို့သည်တောင်အုပ်ကလာမြို့သည်နှင့်မြောက်ကလာမြို့သည်များတီထောင်ပေးခဲ့သည်ကျူးကျော်တဲများဖဲချလိုက်သောနေရာတွင်တပ်မတော်အရာရှိကြီးများကိုဂရန်များထုတ်ပေးပြီးဗန်းမှငွေများအလိုရှိသမျှထုတ်ချေးပြီးကြီးကျယ်ခမ်းနားသောလုံညင်းတိုက်ကြီးများစောက်ပေးခဲ့သည် အချို့နေရာများတွင်တပ်မတော်မှပင်စင်စားများတိုက်ခန်းနှွဲများတိစောက်ပေးခဲ့သည် လူလည်းရေရပြီးနောက်ဖဆပလာအစိုးရကိုသစ္စာခံသောတပ်အနေငယ်များသာကြန့်ရှိပြီးအများစုတောခိုသွားသောကြောင့်နောက်ထပ်စစ်သားအင်အားတသိန်းစုဆောင်ပြီးခြေလျင်တရင်း58ရင်းဖွဲ့စည်းပြီးဒေသအလိုက်ကွန်မန်ဒါ9ယောက်ခန့်ထားခဲ့သည်ထို့နောက်တဖြည်းဖြည်းစစ်သည်အင်အားတိုးချဲ့ခဲ့ခြင်းဖြစ်သည်ထို့အချိန်ကတပ်မတော်ဆောက်လုပ်ရင်းအင်ဂျင်နီယာများသည်လှပခံရသောထဲဝါသောအဆောက်အုံများကိုဆောက်လုပ်နိုင်စွမ်းမရှိသေးသောကြောင့်နိုင်ငံသားပညာရှင်များကိုအားကိုးခဲ့ရသည် DSI Enterprise တခုဖြစ်သောမမအမျိုးသားအိမ်ယာနှင့်စောက်လုပ်ရေးကုမ္ပဏီသည်စစ်တမ်းရများလမ်းများတံတားများကိုစောက်လုပ်ရန်တာဝန်ယူထားသည်လက်တွေ့စောက်လုပ်ရာတွင် The Public Work Department ကိုထပ်ဆင့်တာဝန်ပေးပြီးစောက်လုပ်စေသည်ရာထူးကြီး၍ပါဝါကြီးမားစွာရှိသောစစ်တပ်အရာရှိများတို့အိမ်ယာများစွာစောက်လုပ်ရန်ငွေပင်ငွေရင်းစောက်ထုတ်ရန်မလိုအပ်ပေသမတော်အရာရှိကြီးများအဘဲကြောင့်အာဏာရမက်ရသည်ကိုကျေးမွန်ဦးတောင်ရှင်းပြမှာပင်သဘောပေါက်သည်မမစစ်ဘိုလ်တွေက ဘာကြောင့်အာနာမတ်ကြသလဲဆိုတော့လောကမှာချမ်းသာတဲ့သူကငွေကြီးချမ်းသာရုံပဲသူမှာအာနာမရှိဘူးစစ်ဘိုလ်ချုပ်ကြီးတွေက အာနာနဲ့လှုပ်ချင်တာလှုပ်လို့ရတယ်လေအာနာဆိုတာငွေပဲအာနာရှိရင်အားလုံးရနိုင်တယ်ဒါကြောင့်ပြည်သူ အာနာပြည်သူကို ပြန်မပေးတော့တာပေါ့အာနာဟာစစ်ဘိုလ်ကြီးတွေရဲ့အသက်ဝိညာဉ်ပါပဲဟုကျင်းမုံဦးတောင်းကရှင်းပြခဲ့သည်သမတော်အစိုးရသည်အင်းဆောင်အစိုးရခက်ကာလတွင်လုံးစွာညစ်ပတ်နေပြီးအကောက်ကြံနေပြီဖြစ်သည် ဘာလီမန်ခက်တွင်ရိုးကုမ္ပဏီကိုမသိသူမရှိကြဗမာပြည်တွင်ကုန်၌62ခုတီထောင်ထားသည်ရန်ကုန်မြို့လည်းမြို့တော်ခမ်းမာဘေးမှယခု ARD ဘန်အဆောက်အုံသည်ရိုးကုန်တိုက်အဆောက်အဦဖြစ်သည်ထိုအချိန်ကအရှိတောင်အားရှတွင်ရိုးကုန်တိုက်သည် အကြီးဆုံးကုန်တိုက်ဖြစ်သည်ဘာပဲလို့လို့ရိုးကုန်တိုက်ကိုသွားပြီးဝဲပါပစ္စည်းမှန်သည်ဈေးမှန်သည်နိုင်ငံတကာမှလူသုံးအိမ်သုံးအလှကုန်စသဖြင့်ကုန်ပစ္စည်းမျိုးစုံကိုတနေရာတည်း၌ဝယ်ယူခွင့်ရသည်။ဘူဂျုတ်ကြီးနေဝင်းဤတော်လန်ရေးကောင်စီတက်လာပြီ နိုင်ငံများသားပိုင်လုပ်ငန်းအားလုံးကိုနိုင်ငံပိုင်အဖြစ်သိမ်းပြီးဖြည့်ဆည်းခြင်းတွင်ဗိုလ်ချုပ်ကြီးနေဝင်၏ကောင်းမှုကြောင့်ထိုင်းနိုင်ငံစင်ကာပူနိုင်ငံနှင့်မလေးရှားနိုင်ငံများဖွံ့ဖြိုးတိုးတက်သွားပြီးမြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင်ဖွံ့ဖြိုးတိုးတက်မှုအနိုင်ကြဆုံး LDC နိုင်ငံဖြစ်သွားသည်ဦးနေဝင်ထီးနန်းစွန့်ငိန်တွင် နိုင်ငံတကာကျွေးမြေဒေါ်လာတန်ပေါင်းထောင်ပေါင်းများစွာတင်သွားသည်တိုင်းပြည်စင်းရဲနှုံချဆုပ်ပြတ်သွားသည်ယနေ့ထိနလန်မထူနိုင်တော့ပေ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ